တနစ်အတွင်း960သွင်းနိုင်တဲ့စတုထမြောက်ကစားသမားဖြစ်လာတဲ့အမ်ဘပ်ပေရီယယ်မက်ဒရစ်တိုက်စစ်မှုအမ်ဘပ်ပေဟာ23ရာစုထဲမှာပြက်ကလေးနှစ်တနစ်အတွင်း960ပြည့်အောင်သွင်းနိုင်တဲ့စတုထမြောက်ကစားသမားဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်အမ်ဘပ်ပေဟာဂျိုရိုနာနဲ့ပွဲမှာသွင်းယူခဲ့တဲ့ဂိုးကြောင့် ရိုနယ်ဒိုမက်ဆီနဲ့လီဝန်ဒေါစကီတို့လိုပဲ23ရာစုထဲမှာပြက်ကလေးနှစ်တစ်နှစ်အတွင်းကလပ်နဲ့နိုင်ငံအသင်းအတွက်တွင်းကို60ပြည့်အောင်တွင်းနိုင်တဲ့ကစားသမားဖြစ်ကိုရောက်ရှိခဲ့တာပါ။ဒါအပြင်အမ်ဘာပေဟာ1958ခုနှစ်ကတစ်နှစ်အတွင်းကို60တွင်းခဲ့တဲ့ပြင်သစ်ကန်ဒဝင်တိုက်စစ်မှုဂျက်ဖောင်တိန်နောက်ပိုင်းမှာ တနည်းအတွင်း960ပြည်အောင်တင်နိုင်တဲ့ပထမဆုံးပြင်သစ်ကစားသမားဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ MVP ဟာပြီးခဲ့တဲ့နှစ်ကဥရောပမှာဂိုးအများဆုံးတွင်းတဲ့ဆုဖြစ်တဲ့ရွှေဖနက်ဆုရရှိခဲ့တယ်လို့ ပြင်းထန်လက်ရွေးစဉ်အသင်းအတွက်ဂိုးအများဆုံးသွင်းယူထားတဲ့ဂီရော့ရဲ့စံချိန်ကိုကြော်ဖြတ်ဖို့လဲတေချာတဲ့လောက်နှီးပါရှိတဲ့အခြေအနေတရက်ကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။အမ်ဘာပေကဒီနှစ်မှာရီယယ်မက်ဒရစ်နဲ့အတူချန်ပီယံဆုတွေယူဖို့ကြိုးပမ်းသွားမှာဖြစ်တယ်လို့လာမယ့်နေရာဒီမှာလည်းပြင်းထန်တဲ့အတူကမ္ဘာချန်ပီယံဖြစ်အောင်ကြိုးပမ်းပြီးရွှေဘော်လုံးစုပါရအောင်ကြိုးစားသွားမယ်လို့ပြောကြားထားပါတယ်။